်မင်္ဂလာပါရှင်ကစ်တင်နယူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်သမရမဖြစ်ပဲခွေးဖြစ်ဖို့အလားအလာရှိနေတဲ့မူရည်ရာဇာကွတ်တို့မင်းအောင်နိုင်ဆိုတဲ့ကြောင့်တည်ဆက်ပေးပါမယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်ဖော်ဆောင်ရင်အလေးပေးဆွေးနွေးခဲ့တဲ့အာဆီယံဥက္ကဋ္ဌကြီးစဉ်သတင်းအမှန် နဲ့တာထွက်လာပြီးမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဖြစ်သူအာဆီယံကတားရဲ့ဆွေးနွေးပွဲခရီးစဉ်မှာအတန်းဖတ်မှုများရတရန်လူသားချင်းစာနာမှုအကူအညီပေးပို့မှုလက်ခံရန် 5PC အာဆီယံဘုံသဘောတူညီချက်၅ချက်ဆောင်ရွက်ရန်အလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါအချက်အလက်တွေလှုံ့ဆော်ပြီးမှစက်ကောင်စီရဲ့ရွေးကောက်ပွဲမျှော်လင့်ရပြီးအစင်ချောမယ်လို့ဆိုလိုချင်တာပါစစ်တမ်းဝါရဖြင့်သတင်းမီဒီယာများကပုံမှားရိုက်နေတဲ့ရွေးကောက်ပွဲကိုအာဆီယံကဇွတ်ထောက်ခံတာမျိုးမဟုတ်တောင်းသိစေရန်ပြောဆိုခြင်းပဲဖြစ်ပါတယ်အမေရိကန်တို့ကမြန်မာစစ်တပ်ရွေးကောက်ပွဲကိုယတိပြတ်ပယ်ချထားပြီးအာဆီယံကတဆင့်စောင့်ကြည့်နေကြပါတယ်မြန်မာပြည်သူတွေရဲ့ဘတ်တော်သားအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကလည်းလာမယ့်အာဆီယံစည်းဝေးပွဲတက်ရောက်မယ်လို့တန်ထွက်နေပါတယ်။ ပါကျင်သောသတင်းစကားကတော့အမေရိကန်တို့အနီးကပ်စောင့်ကြည့်နေရကြောင်းစစ်ကောင်စီရွေးကောက်ပွဲအလားအလာဟာတရုတ်က ထောက်ခံနေတဲ့အတိုင်းထင်တယ်လို့ကြီးအစင်ချောမနေပါကြောင်းမိုးရင်ရာစာကွက်တို့ကိုမင်းအောင်လိုင်းဟာကကြမာဟာတမရမဖြစ်ပဲခွေးဖြစ်ဖို့အလားအလာရှိနေကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီဒိုင်ဦးထောင်နဲ့နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်ဟုဆိုက မတရားတောက်ခတ်တိုက်ပိတ်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းဒိုင်ယူအကျဉ်းထောင်နဲ့နိုင်ငံရေးအကျဉ်းသား၁၆ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်တယ်ဟုဆိုကမတရားတောက်ကတိုက်ပတ်ဒိတာကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMR ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကခုလိုပဲပြောဆိုထားပါတယ်။နိုင်ငံရေးအကျဉ်းသား၁၆ဦးဟာ မည်သည့်ပြစ်မှုမှမကျူးလွန်ခြင်းမရှိဘဲနိုင်ငံရေးအကျဉ်းသားတအူးကအခြားရာဇဝတ်အကျဉ်းသားများကဝိုင်းဝန်းထိုးကျမှုအပေါ်မကျေနပ်တဲ့အတွက်ဖြည့်ရှင်ပေးရန်အဆောင်မှုကိုတင်ပြခဲ့တဲ့ဖြစ်စဉ်အပေါ်ဖြည့်ရှင်ပေးခြင်းမရှိဘဲလာရောက်တင်ပြသူများကိုသာလူစုလူဝေးပြုလုပ်မှုဆိုကတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကအခုလိုပဲပြောဆိုထားပါတယ်။အောက်တိုဘာလ2ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသား16ဦးကို9ဦး တစုနုံလူခွဲပြီးပြစ်ဒဏ်တိုက်ခန်းများတွင်တိုက်ပိတ်ထားဆဲဖြစ်ကြောင်းခြေချင်းတောက်များကခတ်ထားကြောင်းသိရှိရပါသည်။အဆိုမှာဖြစ်စဉ်မှာလည်းနိုင်ငံရေးအကျဉ်းသားတွေဟာတရားမျှတမှုရရှိဖို့အတွက် တောင်းဆိုမှုအပေါ်မှာလူစုလူဝေးပြုလုပ်တဲ့ဆိုရဲတောင်းအာနာပိုင်တွေရဲ့ပြောဆိုမှုထင်မြင်မှုတစ်ခုနဲ့တွင်ဘာမှတရားဥပဒေမျှတမှုမရှိဘဲနဲ့နိုင်ငံရေးအကျဉ်းသားတွေကို ထင်ရင်ထင်တယ်လို့စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့ဘက်ကစကလုံးနိုင်က အမိန့်ဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကရည်ရွယ်ချက်ရှိရှိကိုဖိနှိပ်နေတာဖြစ်တယ်လို့ PBNN မှာဗဟုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကအခုလိုပဲပြောဆိုထားပါတယ်။စစ်တပ်ရဲ့မတရားတိုက်ပိတ်ခံရသောနိုင်ငံရေးအကျဉ်းသားများမှာ ကိုညံလင်းနိုင် ကိုတဲဦးပိုင်ကိုခန်းညာသူကိုလင်းကိုကျော်လင်းမောင်ကိုစုံမျိုးကိုရှမ်းလေးကိုမင်းနိုင်ထွန်းခွန်ကျပကြီး ကိုကျော်သူရဝင်းခွန်ကျော်ကြီးကိုဇော်မင်းတိုင်ကိုမျိုးကြီး ကိုဇော်ကြီး ကိုဇော်မင်းတိုင်ကိုတက်လင်းကိုစင်ကိုဖြုံကိုအာကာမင်းနဲ့ကိုဘူးသီးတို့ဖြစ်ပြီးအဆိုပါတိုက်ပစ်ခံရသူများ၏နောက်ဆက်တွဲကိစ္စရပ်များအပေါ်တိုက်ဥထောင်အာနာပိုင်နှင့်အချင်းဥစည်းအရာရှိများကအထူးတောင်းဝင်ယူရလိမ့်မယ်လို့ PPNM ကခုလိုပဲတတိပေးထားပါတယ်။ ဒါယုအကျဉ်းထောင်နှင့်အမျိုးသားနိုင်ငံရေးအကျဉ်းသားများကိုတောင်းမကနိုင်ငံရေးအကျဉ်းသူများအပေါ်တွင်လည်းဖိနှိပ်မှုကိုတိတိတတ်တတ်လှုံ့ဆော်နေတာကိုလည်းတွေ့ရှိရပြီး2025ခုနှစ်တွင်ဇူလိုင်လ20ရက်နေ့23ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသူ၈ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲအတမအင်အားသုံးခေါ်ဆောင်ရင်အမျိုးသားအဆောင်တိုင်ဝန်အတွင်တိုက်ပိတ်ပစ်တယ်များချမှတ်ပေးခဲ့ကြောင်း PPNM အခုလိုပဲပြောဆိုထားပါတယ်။အခုလိုမတရားတိုက်ပိတ် ပြစ်ဒဏ်ပေးခံရတဲ့နိုင်ငံရေးအကျဉ်းသားများကိုအ мян စိုးတိုက်ပြန်ဖွင့်ပြီးမူလအဆောက်များအတွင်းထားရှိရန် PPMN အနေနဲ့တောင်းဆိုလိုက်ပြီးခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများအပေါ်မတရားဖိနှိပ်နေတဲ့တပ်ဆိုင်ရာတာယူအကျဉ်းထောင်ရှိအကျဉ်းဦးစီးဝန်ထမ်းအရာရှိများနဲ့အကျဉ်းဦးစီးဝန်ထမ်းများကိုထိရောက်တဲ့တရားမျှတမှုများကိုပြန်လည်ပေးအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။ ဒီလိုဖိနှိပ်မှုတွေလုပ်နေတဲ့အကျဉ်းအိုးစီးဝန်ထမ်းတွေကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်ဘူးလို့သူတို့ယူဆနေတာပါပါလိမ့်မယ်ဒါပေမဲ့အရှိမအကျဉ်းအိုးစီးဝန်ထမ်းတွေရဲ့မတရားတဲ့လုပ်ရက်တွေကဒီတိုင်းပြီးမသွားဘူးဆိုတဲ့အခြေအနေတွေကိုတော့ဖြစ်ခဲ့ပူပါတယ်နောက်မှလည်းဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေကိုဥတီဖိနှိပ်နေတဲ့အကျဉ်းဥစည်းအရာရှိဝန်ထမ်းတွေအပါအဝင်သူတို့ရဲ့စေခိုင်းမှာပ လိုက်ပါလှုပ်ဆောင်နေတဲ့အကျဉ်ဦးစီးဝန်ထမ်းတွေနဲ့အထူးသတိထားပြီးမှနေထိုင်သွားကြဖို့ပဲပြောလိုပါတယ်။ကျွန်တော်တို့တရားမျှတမှုကိုရတဲ့နည်းနဲ့နစ်နာတဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုစာစူးစမ်းသွားမှာဖြစ်တယ်။မိဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အခုလိုပဲကိုတိုက်ထွန်းဦးကပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်40ကျော်ကို PPNN ရဲ့စောင့်ကြည့်မှုအရထောင်နှင်းလူအခွင့်အရေးနဲ့အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများတွင်ပဲခူးတိုင်းတိုင်ဦးအကျဉ်းထောင်ဟာနိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်မှုအများဆုံးထောင်5ခုထဲတွင်တစ်ခုအပါဝင်ဖြစ်ကြောင်းအခုလိုပဲသိရှိကြရပါတယ်ရှင်။ရွေးကောက်ပွဲနောက်ဆက်သူများဟုဆိုကစစ်ကောင်ရှင်ကကလေးသူငယ်အပါဝင်ပြည်သူ64ဦးဖမ်းဆီးထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ အာနာဒိန်းစစ်ကောင်ရှင်က၎င်းတို့ပြုတ်လုသွားမဲ့ရွေးကောက်ပွဲကိုနှောင့်ယှက်သည်ဟုဆိုကအသက်မပြည့်သေးသူကလေးသူငယ်အပါအဝင်ပြည်သူ64ဦးကိုနှစ်လကျော်အတွင်းအမှုဖွဲ့ဖမ်းဆီးပြီးစစ်ပေးရှောင်တအူးကထောင်နဲ့ခုနှစ်နှစ်ချမှတ်ခဲ့လိုက်ကြပါတယ်။အဆိုပါပြည်သူ64ဦးကိုရွေးကောက်ပွဲကောက်ွယ်ဥပဒေနဲ့ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်အထိဖမ်းဆီးရယူမှုအမှု24မှုဖွင့်လှစ်ထားကြောင်းစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကော်မတီထံမှခုလိုပဲသိရှိရပါတယ်။ အဆိုပါရွေးကောက်ပွဲအတွက်နေပြည်တော်တွင်ယမန်နေ့အော်တိုဘာလ3ရက်နေ့အစည်းအဝေးပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကော်မတီထံဩဂတာပြည်ထောင်ဝင်ကြီးဒူဘိုမူကြီးထွန်းတော်နောင်ကထည့်သွင်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ဆလဘီရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့လှုံ့ဆော်မှုတွေဝါရပြတ်မှုတွေကျူးလွန်နေသူအားစုံစမ်းဖို့တော်အရေးယူသွားရန်လိုအပ်သလိုရွေးကောက်ပွဲကာလအလိုက်လုံခြုံရေးကြိုးပမ်းမှုမရှိစေဖို့ဆောင်ရွက်ရပါမယ်လို့၎င်းကအခုလိုပဲဆိုပါတယ်။ ဒါအပြင်နယ်မြေတည်ငြိမ်ရေးနဲ့ရက်ရွာအေဂျင်ရေးတို့အတွက်မှုကင်းကြဆင်းရေးတရားဥပဒေစိုးမိုးရေးများကိုစစ်တပ်ပြည်သူစစ်စသည်တို့ဖြင့်ညှိနှိုင်းပေါင်းဆက်ကအရှိန်ဟုန်မြင့်ဆောင်ရွက်သွားရန်လည်း၎င်းကလက်အောက်ခံများကိုပြောကြားခဲ့ပါတယ်။အခုလာမယ့်ဒီဇင်ဘာလတွင်ပြုလုပ်ရန်ပြင်ဆင်နေသည့်စစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကိုပြည်သူနှင့်တော်လှန်ရေးအင်အားစုများကလက်မခံသဖြင့်ကာကွယ်ရန်ရွေးကောက်ပွဲဥပဒေကိုဇူလိုင်29ရက်နေ့မှပြဋ္ဌာန်းပြီးခုလိုမျိုးအမှုအဖွဲ့ဖမ်းဆီးလာခြင်းဖြစ်ကြောင်းသိရှိရပါသည် စစ်ကောင်ရှင်က၎င်းတို့ရွေးကောက်ပွဲအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေဟာပြည်သူတွေကိုဝေဖန်ကန့်ကွက်တားမြစ်ပိတ်ပင်ထားကကရင်မျိုးသားအစည်းအရုံး KNU ၊ချင်းမျိုးသားတပ်ဦး CNF စတဲ့တိုင်းဒေသလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား EOS နဲ့တော်လန်ရေးအင်အားစုများကိုလည်းအမှုဖွင့်ထားကြောင်းကုလိုပဲသိရှိရပါတယ်။လက်ရှိအတည်အမှုဖွင့်ဖမ်းဆီးခံရသူများတွင်အသက်မပြည့်သေးသောကလေးသူငယ်များအပါအဝင်ရန်ကုန်၊ကရင်နီရှန်စသည်တို့မှပြည်သူများလည်းပါဝင်နေပြီးအဲ့ဒီအနက်မှာတောင်ကြီးမြို့ရောက်စစ်ဘေးရှောင်တအူးကိုတောင်နယ်ခွနနဲ့ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ စစ်ကောင်ရှင်ရဲ့ထုတ်ပြန်ချက်မှာမူအဆိုပါပြည်သူ64ဦးနဲ့ပတ်သက်ပြီးတတိပပပြောဆိုထားခြင်းမရှိဘဲချုံငုံဖော်ပြကပြည်သူများကိုတတိပေးချင်းချောင်းနေသလိုတဖက်နိုင်လဲအွန်လိုင်းပေါ်မှာဝေဖန်ရေးသားသူများအားဖန်ဆီးအရေးယူနေကြောင်းခုလိုပဲသိရှိရပါရရှင်ဆလဘီမြင်းချန်နဲ့ညောင်ပင်ရွာတွင်မိတင်ရှုခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကညောင်ပင်ရွာကို စစ်ကောင်စီတပ်နဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းဝင်ရောက်လာပြီးမနေ့ကအော်တိုဘားလ3ရက်အထိ3ရက်ကြာမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရွာခန့်နေစီကဂလိုပဲသိရှိရပါတယ်။စက်တင်ဘာလ25ရက်ကနေစတင်ပြီးအင်အား200ခန့်ပါဝင်တဲ့စစ်ကြောင်းဟာညောင်ပင်ရွာဘက်စီစစ်ကြောင်းထိုးရမှာဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့9ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။လက်နက်ကင်ရပြက်လက်မှုကြောင့်တော်လန်ရင်အဖွဲ့တွေနောက်ဆုတ်ပေးခဲ့ရပြီးရွာရဲကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်ကမီးတင်ရှို့ခဲ့တယ်လို့သိရပါတယ်။တရွာလုံး ကုန်းသလောင်းဒီပါဖြစ်ကုန်ပြီမိမလောင်နိုင်တဲ့တိုက်တွေကိုဘူဒိုရာတွေနဲ့ဖြိုချနေတာလို့ညောင်ပင်ရွာကန်တအူးကအခုလိုပဲပြောပါရင်နေတွေကပစ္စည်းတွေကိုပေါက်တွင်းယူဆောင်ပြီးအိမ်ကိုတော့မီးရှို့ပစ်ခဲ့လို့အဲ့ဒီရွာကန်ကဆိုပါရင်ရွာထဲကိုပြန်မဝင်ရသေးတာကြောင့်မီးရှို့ခံရတဲ့အိမ်အခြေတိကျကိုတော့မသိရသေးပါဘူးညောင်ပင်ရွာကမြင်းကျက်မျိုးပေါ်လေးမိုင်ကန်သာဝေးပြီးအိမ်ခြေ600ခန်းရှိပါတယ်အခုတော့ရွာကန်တွေဟာလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့အခုလိုပဲသိရှိရပါရဲ့ရှင်